ရေတမားလုံးပဲမင်္ဂလာပါခင်ဗျာစပေါ့အီလိုစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့ထိုက်တန်းပြင်းပနှုတ်နဲ့အစင်မပြေခဲ့တဲ့နောက်လက်တွေ့ကြတဲ့ပြင်းပကိုရှာဖွေရရမယ့်အာဆင်နဲ့ဒီအနေရလာအခေါ်ကိုဆောင်းဆိုင်နေတဲ့ပေါင်64တန်းတန်းကစားသမားဥရောပရဲ့ကြောက်စရာအကောင်းဆုံးလူငယ်တိုက်စစ်မှုအတွက်မလိုက်ပေးမဲ့တိုက်စစ်မှုနှုတ်ကိုဆုံးဖြတ်လိုက်တဲ့ Man United စရိတ်သတင်းများပဲဖြစ်ပါတယ် ာဆင်နယ်တင်းဟာလိုက်စစ်တင်းကဗဂျမင်ဆာစကိုအတွက်တောင်းဆိုခဲ့တဲ့ကြီးမားတဲ့ယူရိုတန်း80ကနေတရာဝင်းကျင်ပြောင်းရွှေ့ခြင်းကိုပေးချေဖို့ညှင်းဆန်းခဲ့တယ်လို့ Sky Sport သတင်းတောက် Florian Plantback ကပြောကြားခဲ့ပါတယ်။ Premier League လက်တင်ဟာကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ဆက်သွယ်ခဲ့ပေမဲ့လည်းပုံကိုယ်ရေးချက်လက်တွေသဘောတူညီမှုအပြည့်အဝမရသေးဘူးလို့သိရပြီးလိုက်စစ်တင်းကိုတရာဝင်ကမ်းလှမ်းမှုတောင်မပြုလို့ရသေးတာဖြစ်ပါတယ်။ အာဆနယ်သင်းနေနဲ့လက်ရှိမှာတော့ဂရာကီရက်စ်ဘတ်ကိုမျှဝေပြန်လည်လာနိုင်တယ်လို့သိရပြီးဆွေနေတိုင်းစီမှုဟာစပေါ်တင်လေစပွန်တင်ကသူကိုယူရိုတန်း60ကနေ90ဝန်းကျင်နဲ့ထွက်ခွာခွင့်ပေးလိမ့်မယ်လို့ပြောလင်းနေတာဖြစ်ပါတယ်။ဒါမှလည်းပေါ်တူဂီကလပ်တင်ကအဲဒီထက်မြန်မာပြည်ပြောင်းရွှေ့ကြီးကိုတောင်းဆိုနေတာဖြစ်ပြီးဂရာကီရက်စ်တို့လည်းဂန်နာရီအနေနဲ့ယူရိုတန်း80ဝန်းကျင်ကုန်ကျပွဲရှိနေတာဖြစ်ပါတယ်။မန်စီတီနီပြဖက်ခွာရလဟာဒီနွေရာဒီမှာဂျက်ဂရင်းလစ်ကိုအတင်းကနေထောက်ခွာခွင့်ပြုဖို့ဆုံးဖြတ်ချက်ဖြစ်လာစေမယ့်ဆွေးနွေးမှုကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ် ဂရီလစ်ရှာမန်ချက်စတာစီးတီးရဲ့ကလပ်ကမဘလာလူစင်းနဲ့မှမပါဝင်ခဲ့ပေဒီနေ့ရာသီမှာအတင်းကနေအပိသက်ရောအငှားနဲ့ပါထွက်ခွာခွင့်ပေးခြင်းခံရတာဖြစ်ပြီးအင်္ဂလန်ကျယ်ပွင့်ဟာလက်ရှိမှာတော့ကိုဘာတာလေးချင်ရေးပြုလုပ်ရင်းပြောင်းရှိမဲ့အတင်းကိုရှာဖွေနေတာဖြစ်ပါတယ်မန်ချက်စတာစီးတီးနိဗ္ဗာန်ဖတ်ခွာရလာကဂရင်းလစ်ကိုအသင်းရဲ့အောင်မြင်မှုမှာပါဝင်ကစားပေးခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်စကားထုတ်ဖို့ပြောဆိုခဲ့ပြီးဝမ်းနည်းပွဲဂုဏ်ပြုစကားပြောဆိုခဲ့တာဖြစ်ပါတယ်။သူနဲ့အသင်းကြားမှာပြောဆိုမှုတွေရှိခဲ့ပြီးသူတို့တွေဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ်။ဂျက်ကအထူးကြားတဲ့ကစားသမားပါ သူပြီးခဲ့တဲ့ရာသီမှာကစားခဲ့ရတဲ့တခုတည်းသောအကြောင်းရင်းကကျွန်တော်ရဲ့ဆုံးဖြတ်ချက်တွေကြောင်းပါအဲကျွန်တော်တို့သူကစားရမယ်လို့ဆုံးဖြတ်ခဲ့ပြီးအတင်းကပုံမှန်လင်းလင်းပြောခဲ့တယ်သူကလည်းပုံမှန်လင်းလင်းပြောခဲ့တယ်ကျွန်တော်တို့အကောင်းဆုံးဖြစ်မဲ့ဟာကိုဆုံးဖြတ်ခဲ့ပါတယ်သူလည်းသူကစားနိုင်တယ်လို့ခံစားရနိုင်တဲ့နေရာရှိပြီးဖလားတုံးလုံးရတဲ့နှစ်တုံးကနဲ့အစတန်ဘီလာကစားသမားဘဝတုံးကလိုမျိုးကစားသမားမျိုးပြန်ဖြစ်လာခြင်းပါတယ်သူမရှိဘဲနဲ့ဖလားတုံးလုံးတစ်ပိုင်းနဲ့ရဖို့ကလုံးဝမဖြစ်နိုင်ခဲ့တာဖြစ်နိုင်တယ်လို့ပို့ပြီးတော့ခက်ခဲခဲနိုင်တာလည်းဖြစ်နိုင်ပါတယ် အမှန်တော့သူပြီးခဲ့တဲ့နှစ်ရာသီမှာပွဲကစားချိန်တိတ်မရခဲ့ပဲသူပြန်ကစားရမယ်။သူ့အနေနဲ့သုံးရက်တိုင်းမှာကစားနိုင်တဲ့အင်အားမျိုးပြန်ရပြီးသူ့မှာရှိနေတဲ့အရေးသွင်းမျိုးနောက်ထပ်တစ်ချိန်ပြသနိုင်မှုအတွက်ကစားဖို့လိုပါတယ်လို့ပြောကြခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာဟိုဂိုအခီတိုက်အတွက်ကစားသမားအလိုက်ပါဝင်တဲ့ကံလမှုပြုလုပ်ဖို့အတွက်ထဲသွင်းကံလမဲ့တိုက်စီမှုနှုတ်ကိုဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်ဟာလွေရာသီပြောင်းရွှေ့ကာလအစောပိုင်းအချိန်တွေကတိုက်စီကိုအင်အားပြည့်ဖို့အဓိကထားလုံးဆောင်နေကြတာဖြစ်ပြီး ရောင်းဆယ်လီ25ရာသီအတွင်းပရီးမီးယားလီဂ်38ပွဲမှာတွင်းကို44ခုသာတွင်းယူနိုင်ခဲ့တဲ့အထိတိုက်စစ်ကအခြေအနေဆိုးရွားခဲ့တာဖြစ်ပါတယ်။ဒီပြားရိုဘင်အမော်ရင်ကအသင်းရဲ့အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ဇာက်စီ၊ဟွိုင်လန်နဲ့ကနာချိုတို့အားလုံးကြီးမားတဲ့အခွင့်အရေးတွေအများအပြားကိုလွဲချော်ခဲ့ကြတာကိုစိတ်ပျက်ခဲ့တာဖြစ်ပြီးအမော်ရင်ကထိတ်ဆုံးချက်နေရာတွေကိုပြန်လည်တက်လန်းချင်ရင်ဂိုးပေါက်ချင်းချောင်းမှုပုံမှုပြုလုပ်နိုင်ဖို့လိုအပ်မယ်ဆိုတာကိုသိရှိနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ကအဝူတိုက်စစ်ကစားသမားမာတီးယပ်စ်ကွန်ညာကိုပေါင်62.5တန်းနဲ့ခေါ်ယူခဲ့ပြီး ဘရာဇီးကျယ်ပွဲဟာဂျော်နမတ်10နေရာနှစ်ခုတည်းကတနေရာကိုရယူသွားမှာဖြစ်ပါတယ်ဘိုင်ယန်အမှုမကဂျော်နမတ်10နေရာအတွက်နောက်ထပ်အဓိကပြမဖြစ်ပြီးဘရန်ဖို့ကျယ်ပွဲနဲ့အတူမန်ချက်စတာယူနိုက်တက်ကအထောက်အထားမှုတွေအတွက်သဘောတူညီမှုရရှိဖို့ရည်မှန်းထားတာဖြစ်ပါတယ်။အကေတာနဲ့ဂရဂရက်စ်တို့နှုတ်ဟာလက်ရှိမှာမန်ချက်စတာယူနိုက်တက်ရဲ့အဓိကပြမတွေဖြစ်ပြီးကော့ဖ်အော်ဆာရဲ့ပေါ်ပြချက်အရဒီအန်နီတွေဟာအကေတာရဲ့ကိုယ်စားလှယ်တွေနဲ့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ထားပြီးဖြစ်ပြီးဖရန်ဖို့နဲ့မကြာမီချိန်အတွင်းတရားဝင်ပြောဆိုဆွေးနွေးမှုပြုလုပ်သွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ဘောလုံးဒါရိုက်တာဂျေဆင်ဝီကော့စ်ကအသက်22နှစ်အရွယ်တိုက်စစ်မှုကိုပရီးမီးယားလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့လဘာဘူချယ်ဆီတို့ထက်လောင်းမှုရယူပြီးခေါ်ယူသွားချင်နေတယ်လို့သိရပေမဲ့တရက်နေရဒေနီယာဒီမှာအပြောင်းရွှေ့ဘတ်ဂျက်ကအကန့်အသတ်နဲ့သာတုံးဆွဲနိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။အကီတိုက်အတွက်ဖရန်ဖော့တင်ကယူရိုတန်း100လောက်ထိတောင်းဆိုနေတာကြောင့်တရက်နေရအတွက်ပြဿနာဖြစ်နေတာဖြစ်ပြီးပြောင်းရွှေ့ခြေကိုရှော့ချနိုင်ဖို့ဆိုရင်ကစားသမားတက်ဖို့အလိုက်ပေးဖို့နီလန်တစ်ခုသာရှိတော့တာဖြစ်ပါတယ်။ လက်ရှိတိုက်စစ်မှုတွေဖြစ်တဲ့ဇာက်စီနဲ့ဝိုင်လန်တို့နှုတ်စလုံးဟာဖရန့်ဖော့ကိုအလိုက်ဖြစ်ထဲသွင်းကမ်းလှမ်းဖို့အတွက်စဉ်းစားနေတဲ့ကစားသမားတွေဖြစ်တယ်လို့သိရပြီးရိုဘင်မော်ရင်ကနေအောင်စလုံးကိုအပြေးအဝါယုံကြည်မှုမရှိတာဖြစ်ပါတယ်။ဇာစီရေးတော့ဝိုင်လန်ကိုအလိုက်ပေးပြီးအကီတိုက်ကိုခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်ရဲ့ကျောင်းနံပါတ်9နေရာဟာအလွန်တိုးတက်လာမှာဖြစ်တယ်လို့အတင်းထဲမှာရှိနေတဲ့လူပိုတွေကိုလည်းရောင်းထုတ်သွားအောင်မှာဖြစ်ပါတယ်။ အကိတိုင်ဟာပြီးခဲ့တဲ့ရာသီမှာ Frankfurt ကပြိုင်ပွဲစုံ48ပွဲမှာသွင်းဂို22ဂိုးနဲ့ဂိုးပန်တီးမှု12ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပြီးဥရောပရဲ့ကြောက်စရာအကောင်းဆုံးလူငယ်တိုက်စင်မှုတွေကတအူးဖြစ်လာခဲ့တာဖြစ်ပါတယ်။ဇာစီနဲ့ဝိုင်လန်တို့ကတော့နှစ်ဦးပေါင်းမှသွင်းဂို18ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပြီးအကိတိုင်ထက်တောင်သွင်းဂို5ဂိုးရောင်းနှန်းနေခဲ့တာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်နီးပြဇာဗီလွန်ဆိုကအာဆင်နယ်စီကစိတ်ဝင်စားခြင်းခံရတဲ့ရော်ဒီဂိုအနေနဲ့အသင်းမှာပဲဆက်နေလိမ့်မယ်လို့ယတိပြပြောကြားလိုက်ပါတယ်။ ဘရာဇီးရဲ့ဘုံရဲ့ဘာလီဘိုးကအနာဂတ်နဲ့ပတ်သက်ပြီးမရေရာမှုတွေကပြီးကြတဲ့ရာသီကုန်မှာမြင့်တက်နေကြတာဖြစ်ပြီးဒီပြောင်းအန်စလော်တွေကဘာစီလိုနာနဲ့ကစားခဲ့တဲ့အရေးကြီးတဲ့ပွဲစဉ်မှာအရန်ကုန်မှာပဲထိုင်ခိုင်းထားကြတာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ပြီးစပိန်ကသတင်းတွေမှာရိုဒီโกဟာဘာနီပြူကဖွားနဲ့ပတ်သက်ပြီးမကျေနပ်မှုတွေကြီးထွားလာခဲ့တယ်လို့ဖော်ပြခဲ့ပြီးအာဆင်နယ်ကဘရာဇီးရဲ့ဝင်းကိုခေါ်ယူခြင်းနဲ့အသင်းတွေထဲမှာအပါအဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ကန်နာရီယာတိုက်စစ်မှုတွေအပြင်နီကိုဝီလီယမ်စ်နဲ့အန်တိုနီဂိုရိုနိုလိုကစားသမားတွေကိုပြင်မှတ်ထားပြီးတောင်မန်နီယာကိုလည်းအင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။ ပရီးမီယာလိဂ်ကလပ်တင်အားစပိန်ကရော်ဒီဂိုရဲ့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေကြတာဖြစ်ပြီးလက်ရှိမှာတော့နီပြားတဲ့ဇာဗေလွန်ဆိုကအန်စလော်တီချောင်းတို့ကတဲ့ကစားသမားကိုအသင်းမှာဆက်လက်ထိန်းသိမ်းထားခြင်းနဲ့ဆုံးဖြတ်ချက်ကိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။နောက်ဆုံးပွဲတော့ကဘာတွေဖြစ်ခဲ့လဲဆိုတာကျွန်တော်သိပါတယ်။အဲ့ဒါကသူ့အတွက်မလွယ်ကူခဲ့ပါဘူး။အဲသူ့အနေနဲ့သူ့ခေါင်းကိုရှင်းဖို့အချိန်နဲ့ငယ်ယူခဲ့ရပြီးအခုတော့သူကပျော်ရွှင်နေပြီးအသင်းကိုကူညီပေးခြင်းနေတယ်ဆိုတာကျွန်တော်မြင်ပါတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။ ရီယိုဖာရီနာကဗက်တာအိုစီမန်ဟာဆော်ရီပရိုလိကနေမမောလောက်ပွဲကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တာကမန်ချက်စတာယူနိုက်တက်စီကခေါ်ရာကိုစောင့်ဆိုင်းနေတာကြောင့်မဖြစ်ရမဲလို့ယုံကြည်နေပါတယ်။မန်ယူနိုက်တက်ဟာပြီးခဲ့တဲ့လကမာတီးယပ်စ်ကွန်ညာကိုဝူဖ်ကနေပေါင်62.5တန်းနဲ့အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက်ရီယာတီပရမာဆုံးကစားသမားခေါ်ယူမှုကိုပြုလုပ်နိုင်ခဲ့တာဖြစ်ပြီးဘရိုင်ယန်အဘူမုတ်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေမှာအော်ထရာဖို့ကိုပြောင်းလာဖို့တရင်တွေအခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အမမောဆရာဟောတောမဖရန်ရှိတဲ့ဒေါ်တန်ဟော့စပါတင်းစီကနေစေဝင်စားမှုခိုင်မာရရှိခဲ့ပေမဲ့လေအူထရဘုတ်ကိုပြောင်းရွှေ့ဖို့အတွက်ဒေါ်အားပေးလှုပ်ဆောင်နေတယ်လို့သိရပါတယ်။မန်ချက်စတာနဲ့တဲ့တင်အတွက်ဂျိုရာဆာစီနဲ့ရက်စမန်ဝိုင်လန်တို့နှစ်ဦးစလုံးနှစ်ယောက်ပေါင်းပရီးမီးယားလိဂ်တွင်ကို9ခုသာတွဲယူနိုင်ခဲ့တာကြောင့်စိတ်ပြေဆရာရာတီနဲ့ရင်ဆိုင်ခဲ့ရပြီးတော့အထောက်တိုက်စစ်မှုခေါ်ယူဖို့ထိတ်တန့်ဦးစားပေးဖြစ်လာခဲ့တာဖြစ်ပါတယ်။ဗီတာဂရိုဂီရက်စ်ကဒီနေ့တွေရဲ့ထိတ်တန့်ပြည့်မဲ့စီးရင်ထဲမှာရှိနေပေမဲ့လေဆွေတိုင်းစစ်မှုကချန်ပီယံလိဂ်ပြိုင်ပွဲမှာပါဝင်ကစားပေးချင်နေတာကြောင့်အာဆင်နယ်ကိုပဲပုံမပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ ဒီအနေတွေဟာဒီနေ့ဟာဒီစောပိုင်းမှာလည်းလီယန်ဒီလက်ကိုခေါ်ယူမဲ့ပြိုင်ပွဲမှာလည်းချဲဆီရဲ့အလဲထိုးခြင်းကိုခံခဲ့ရတာဖြစ်ပြီးအသင်းရဲ့အစောပိုင်းပြောင်းရွှေ့လုပ်ငန်းတွေကိုအကဲဖြတ်ခဲ့တဲ့ဖာရီနာကကျွန်တော်ကိုညာကိုခေါ်ယူခဲ့တာပြောရှင်းမိပါတယ်။သူကကျွန်တော်ရဲ့ပြည်မဲ့စီးရဲနဲ့မှာပါဝင်တဲ့ကစားသမားတွေကတူပါသူတို့အဆင်ပြေပြေဖြစ်ဖို့မျှော်လင့်ပါတယ်။ပြဿနာကကျွန်တော်အပြောင်းရွှေ့စည်းကွက်မှာအချိန်ပေါင်းများစွာပြောရှင်းခဲ့ပြီးအဲ့ဒီအပြောင်းရွှေ့တွေကအကုန်တလဲဖြစ်ခဲ့တာပဲ။သူကတော့အဲ့ဒီစင်းနဲ့မထည့်ရဖို့မျှော်လင့်ပါတယ်။သူတို့တွေအံပုမှုကိုရမယ်ဆိုရင်လည်းကျွန်တော်ပြောရှင်းအောင်ပါ။ ဖရိုင်နာကအမ်ဘိုမိုအနေနဲ့မန်ယူနိုက်တက်ကိုပြောင်းလာခြင်းနေတယ်လို့ယုံကြည်ချက်ရှိနေပြီးဘရန်ဖို့ဂျက်ပွင့်ရဲ့ပရီးမီယာလိအထွေအကြုံတွေကတည်ငင်းတွေအတွက်ကောင်းမွန်တဲ့အရာတွေဖြစ်လာစေလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။ဘာကြောင့်ဘရန်ဖို့ဂျက်ပွင့်ရဲ့အော်ဒါဖို့ပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီးအပီးသက်ပြီးလို့ပြောဆိုခဲ့ကြရတယ်လို့ဘာကြောင့်ဘရန်ဖို့ဂျက်ပွင့်ရဲ့အော်ဒါဖို့ပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီးအပီးသက်ပြီးလို့ပြောဆိုခဲ့ကြရတယ်လို့မေးမြန်းခဲ့ရမှာဖရိုင်နာကဘာလို့လဲဆိုတော့သူလာခြင်းလို့ပေါ့အမ်ဘိုမိုကလာခြင်းနေအဲကျွန်တော်အဲ့ဒါကိုသိတယ်ပြီးခဲ့တဲ့300ကြီးပရီးမီယာလိကသူ့ရဲ့ကိန်းဂဏန်းတွေကအရန်ကောင်းတယ် တွင်ကုန်းနဲ့ဂိုဖန်တီမှုဂိုကျွန်းနိုင်တဲ့အခွင့်အရေးတွေကတော်တော်လေးထူးဆန်းနေနောက်ထပ်ပြောရရင်သူကပရီးမီးယားလိကစားသမားဆိုတာတက်တည်ပြမိသားကစားသမားပါဒါကြောင့်မေးရကျွန်တော်သဘောကျတာပါဘာမှလိုက်ပြီးချိန်ကြီးနေစရာမရှိပါဘူးချိန်ကြီးစရာဆိုလို့တခုပဲရှိတယ်ဘာလို့လဲဆိုတော့သူကစားပေးတဲ့အသင်းရဲ့အရွယ်စားကြောင်းပါသူနေနေအာဆင်နယ်ကိုတွားရင်အဲ့လိုလုံးစရာမလိုဘူးအာဆင်နယ်မှာအဲ့လိုမျိုး pressure မရှိပါဘူးအဲသူတို့ရဲ့အသင်းတစိုက်ကအဲ့လောက်မကြီးမဘူးမလေးလံဘူး Man United အသင်းတစိုက်ကတော့ဝင်ကြီးတယ်လေးလံနေဆိုပေမဲ့လည်းအရင်တော့မလေးလံပါဘူးလို့ပြောဆိုခဲ့ပါတယ် ဒီနေရာဒီမှာ Manchester United ကိုဘယ်ကြောင်းနံပါတ်ကိုကစားသမားရောက်လာတာမြင်ရင်လည်းလို့မေးမြန်းခဲ့ရမှာ Foreigner ကကျောင်းနံပါတ်6လားအဲတို့တွေကျွန်တော်ဘသူကိုလိုချင်လဲဆိုတာသိပြီးသားပါအဲ common တွေကလူတွေသိတယ်ကျွန်တော်ကိုသိတဲ့လူတွေသိတယ်အဲကျွန်တော်သားဆိုရင်ဘသူခေါ်မလဲဆိုရင် Osimhen ကိုပဲခေါ်မှာပါအဲသူကြည့်ရတာအဲဟီလာကိုညင်းပယ်ခဲ့တာက Manchester United ကိုစောင်းလိုက်နေလို့ပဲဖြစ်ရမယ် Man United တကယ်ခေါ်မှာလားဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါကပြဿနာပဲလို့တုံ့ပြန်ခဲ့ပါတယ် Osimhen ကပြီးခဲ့တဲ့ရာသီ Galatasaray အသင်းမှာငှားထွက်ကစားပြီးပြိုင်ပွဲဆုံး39ဂိုးထိသွင်းယူနိုင်ခဲ့ပြီးတော့ ဂျော်ဂီကလပ်အသင်းကိုပြည်တွင်းဖလားနှလုံးရောင်ကူညီပေးနိုင်ခဲ့ပေမယ့်ဒီနေရာစီမှာနာပိုလီကနေထွက်ခွာလိမ့်မယ်လို့မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။ Sorry Pro League ကလပ်အေလာကနာပိုလီအသင်းနဲ့ Osimhen အတွက်သဘောတူညီမှုရရှိခဲ့ပေမယ့်လေ။နိုင်ဂျီးရီးယားတိုက်စစ်မှုကအဲ့ဒီအပြောင်းအရွှေ့ကိုပယ်ချခဲ့တာဖြစ်ပြီးစာချုပ်ရောကြီးပေါင်64တန်းတန်းကြီးရှိတဲ့ကစားသမားဟာဥရောပရဲ့ထိပ်တန်းလေးတွေကတခုမှသာဆက်လက်ကစားဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ အခုလိုမျိုးသတင်းတော်သတင်းတွေတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ကျွန်တော်ရီယစပေါ့ A2C YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ